မြတ်စွာဘုရားရဲ့သမီးတော်တွေကြတော့အမျိုးသမီးကိုရှုတ်ချပြီးပြောလာပြီးဆိုလို့ရှိရင်တော့ပြန်နေခြေပါတဲ့စကားလေးတွေရှိတယ်။ဒါလည်းပဲအမတန်တန်မိုးရှိတယ်။တန်မိုးရှိတယ်ပြန်နေခြေပါတာ။သုံးပါဆိုတဲ့ဘိက္ခုနီမကိုမဏ္ဍသားကနေလာပါပြီးပြောတာ။တော်တယ်မှာတရားနှလုံးသွင်းနေတဲ့အချိန်မှာယန္တံဣတိဟိပတ္တပံဌာနံဒုရဝိတမဝါ နတံတွင်ကုလပညာယသက္ကပပောတုမိဋ္ဌိယဒီတကယ်ကိုထိတ်တန်းယောက်ျားကြီးတွေမှရနိုင်တာအလွန်ရဖို့ခဲရင်းတယ်ဆိုတော့အသိဉာဏ်ကိုတဲ့လက်နှောင်းပညာလေးမြသာရှိတယ်လက်နှစ်သိပညာလေးမြသာပညာလေးလက်နှစ်သိလောက်နဲ့အမျိုးသမီးကြောင်နေနဲ့လက်လမ်းမမိပါဘူးဘာလို့လုံနေရတာလဲ မျိုးသမီးကိုရှုပ်ချပြီးပြောတာနော်မျိုးသမီးတွေကိုတွင်ကုလပညာလို့ခေါ်တယ်လက်နှစ်သိပညာလေးဆိုတာလက်နှစ်ချောင်းပညာလေးဆိုတာဘာကိုပြောတာလဲသိလားထွင်းချက်တဲ့အခါမှာလက်ကလေးနဲ့စမ်းကြည့်ပြီးကြက်မကြက်သိတယ်အဲ့ဒီပညာတဲ့ချိန်ဟိုရင်းလှုပ်ပြီးတော့ပြောတာပေါ့နှိမ့်ချပြီးတော့ပြောတာပေါ့နော်လက်နှစ်ချောင်းပညာလေးတွင်ကုလပညာလက်နှစ်သိသူတို့ပညာလေးကလက်နှစ်သိလောက်ပဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတယ်သို့မဟုတ် ထမင်းမနဲ့မနဲ့လက်နှောင်းကြားထဲမှာညှက်ပြီးတော့ဖိကြည့်ရတာဆိုတဲ့ပညာအဲ့ဒီလိုပညာရှိတဲ့အမျိုးသမီးတွေကဘယ်လိုထက်တန်းကြတဲ့တရားတွေသိနိုင်မှာမရောဆိုတော့အဲ့ဒီဘိက္ခုနီမကမခံဘူးပြန်ပြောတဲ့စကားလေးဟာဖို့တန်အဋ္ဌိပါဝဂိဉ္ကရိယနော်စိတ်တံမိသုတမဟိတေစိတ်ထကြံ့ခိုင်တည်ငြိမ်လာတယ်ဆိုရင် မိမပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မိမဘဝဆိုတာဘာမှထည့်ပြောစရာမလိုဘူးစိတ်ဓာတ်ကအဓိကောယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စိတ်ဓာတ်တည်ငြိမ်မှုကအရေးကြီးတယ်ဒီလိုဆွလို့တာပေါ့နော်ယောက်ျားဖြစ်လဲစိတ်ဓာတ်မတည်ငြိမ်မှုဆိုရင်လည်းကောင်းအဲ့တော့စိတ်ဓာတ်တည်ငြိမ်လာပြီးရင့်ကျက်နေပြီဆိုလို့ရှိရင် အမျိုးသမီးကိုဘာမှထည့်ပြောစရာမလိုဘူးညာဏမိဝတ္တမဏမိတမ္မာဓမ္မဝိပဿနာတကယ်မှန်ကန်တဲ့ခြင်းစဉ်နဲ့တရားဓမ္မကိုသိထားတဲ့ အသိဉာဏ်တွေရလာပြီဆိုလို့ရှိရင်မိမဘဝဘာပြောเสียလို့လဲတဲ့ယတ္တနုနတိယဧဝံအိဋ္ဌာဟံပုရိတောတိဝါကိဉ္စီဝါပဏ္ဏအညတမင်တမ္မာရောဝတုမေသတိအမျိုးသားအမျိုးသမီးခွဲခြားပြီးတော့ဒီအထင်သေးမြင်သေးလှုပ်တဲ့ပုဂ္ဂိုလ်မျိုးကလည်းပြောလို့ရတယ်တဲ့သူကစိတ်ထတည်ငြိမ်နေအသိဉာဏ်တွေသူ့မှာရှိတယ်ငါလိုပုဂ္ဂိုလ်မျိုး လားမပြောနဲ့လို့ဆိုလိုတယ်ဟုတ်ကဲ့ စိတ်ဓာတ်ရင်းကျက်မှုနဲ့အသိဉာဏ်ရှိမှုစိတ်ဓာတ်တည်ငြိမ်မှုနဲ့အသိဉာဏ်ရှိမှုဟာအရေးကြီးတယ်